ခြေရောက်နေမှာပါတဲ့ဟုတ်ကဲ့ဟုတ်ဒီမှာပါရှင်နန်းတော်ကြီးပါတဲ့ဟုတ်ကဲ့မှာကြံသေးတယ်ဟုတ်ကဲ့မှာကြံသေးပါသေးရဲ့ဒီဒီဘက်ညီပါဒီမှာဒီချားလေးကလိုရတာတော့တော့ပါဒီဒီပဲဟိုဒီဟိုဒီဟုတ်ကဲ့ဟုတ်ကဲ့ပေါက်လေးဒီမှာဟုတ်ဟုတ်ဒီကြီးထဲမှာမြုပ်နေတာတော့ဟုတ်ပါတိတဲ့တက်တဲ့တိတိတဲ့ရှေးလူကြီးကိုလည်းမေးကြည့်တော့ ရေနန်းတော်ဆိုတာအဲ့သူကအရင်တော့ဟိုရှိတော့ကဒီမင်းနေမိဖုရားတွေပေါ့နော်မင်းနေမိဖုရားတွေနွေရာသီလိုမျိုးအဲ့လိုမျိုးစံမြန်းတဲ့အခါမျိုးတွေမှာနော်အဲစံမြန်းတဲ့အခါမျိုးတွေမှာ ကျွန်တော်တို့ဒီပူတဲ့အဲ့တဲ့ရာသီမျိုးတွေမှာသူတို့ကအဲ့ဒီမှာအဲ့ခေါ်တယ်ကျွန်တော်တို့မြန်မာလူခေါ်တော့ရေနန်းတော်ပေါ့နော်သူ့ကိုကျွန်တော်တို့ဒီအခုဒီအင်းဝမှာပေါ့နော်အင်းဝမှာတွေ့ခဲ့တဲ့ကျွန်တော်တို့အောက်ကရေနန်းတော်ရေနန်းတော်လို့ပြောနေတဲ့ဟာ မျိုးပေါ့နော်အားလုံးမင်္ဂလာပါမိုးချန်နယ်လေးရကျဆွလိုက်ပါတယ်မိုးခုတဆက်ပစ်ခြင်းတဲ့ဗီဒီယိုလေးကတော့မြင်းကလင်တန်းကြောင့်ပေါ့နော်အင်းဝမှာရေအောင်နန်းတော်ကြီးပေါ်ထွက်လာတဲ့ဗီဒီယိုလေးကိုတဆက်ပြမှာဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီမြင်းကလင်အကျော်ချတဲ့နေရာမှာဆိုရင်ဘလောက်ထိဆူဆူရွာဖြစ်သွားတယ်ဆိုတဲ့ဗီဒီယိုလေးတွေကိုပါစူးစီးပြီးတော့တဆက်ပေးထားတာပဲဖြစ်ပါတယ်ကြည့်ရှုတဲ့မျိုးတွေဘဟုတတရအောင်လို့ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးကိုစုံလိုက်လည်းပဲကြည့်ရှုပြီးတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပြလို့ရပါရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော် ဟုတ်ကဲ့ပါအခုကတော့ကျွန်တော်တို့အင်းဝမှာပေါ့အဲရေနန်းတော်ဆိုလားမသိဟုတ်လားကိုရေနန်းတော်လားအဲဒီအင်းဝအကွေးတွေလည်းတစ်ခါမှမကြုံဘူးသေးတဲ့ရေနန်းတော်ကြီးပါအဲကြောင်ပေါ်လာဟုတ်လားအဲငလင်းအဲကြောင်ပေါ့အဲ့ဒါပေါ်လာတာလက်ရှိသွားပြီးတော့မှလေးလာမှာလေးလာမှာဟုတ်ရဲ့ကွာအဲအားလုံးပဲဘူဒ္ဓရအောင်လို့အစိုးရကြီးပေးကြတာလို့ကိုရေနန်းတော်ရေနန်းတော်ကြီးဖြစ်ပါတယ်ဒါပေါ်ရမယ့်ဟာရေရှိအောင်နဲ့မှာပါတယ်ဟောရှိအောင်နဲ့မှာပါတယ်ဟုတ်ဒီမှာပါ ရှင်နန်းတော်ကြီးပါတဲ့။အောက်ထဲမှာကြံသေးတယ်။အောက်ထဲမှာကြံသေးပါသေးရဲ့။ဒီဒီဘက်ထိပဲဒီမှာဒီရှားလေးကလေတော့တော့တော့ပါ။ဟာဒီဒီပဲ။ဟိုဒီဟိုဒီ။ဟုတ်ပါဟုတ်ပါ။ဒါအပေါက်လေးဒီမှာ။ဟုတ်ဟုတ်။ဒီကြီးထဲမှာမြုပ်နေတယ်နော်။ဟာဟုတ်ပါ။ဒီမှာ။အဲ့ဖုံးမယ်လို့။အဲ့ဖော်မယ်လို့ပြောတာပဲဒါကြီးဖော်မှာလေ။အဲ့ဒါနန်းတော်လိုမယ်နုလိုဟာမျိုးကြီးဖြစ်သွားမှာ။ဟုတ်။ဒီမှာကြည့်ကြပါဗျာ။ရှင်နန်းတော်အဆောင်ကြီးပေါ့။ဒီမှာဒီဥစ္စာဒီဥစ္စာဒါရှင်နန်းတော်။ ဒါရှင်းအောင်နဲ့မှာပါတယ်အော်ဒီမှာပါရှင်နန်းတော်ကြီးပါတဲ့အောက်ထဲမှာကြံသေးတယ်အောက်ထဲမှာကြံသေးပါသေးရဲ့ဒီဒီဘက်ထိပဲဒီမှာဒီကြားထဲကတော့တော့တော့ပါဒီဒီပဲဟိုဒီဟိုဒီဟုတ်ပါဘူးဒါကပေါက်လေးဒီကမှာဟုတ်ဒီကြီးထဲမှာမြုပ်နေတာဒါမှဟုတ်ပါဘူးဒါမှအားဖုံးတယ်ဗျအားဖုံးမယ်လို့ပြောတာပဲဒါကြီးဖုံးမှာလေအဲ့ဒါနန်းတောင်လုံးမယ်နုလိုဟာမျိုးကြီးဖြစ်သွားမှာဟုတ်ပါဘူးဒီမှာဒီမှာကြည့်ကြပါဗျာ ေနန်းတော့အတောင်ကြီးတော့အမေဒီဥစ္စာဒီဥစ္စာဒါရေနန်းတော့ဒါလေးအဲ့တော်တော်ဖွားမှာနော်ဖွားမှာပါဒါကျွန်တော်ဒီသက်သက်ခုမှမြင်ဘူးရေနန်းတော့အဲကြားလာကြားဘူးတခါမှမြင်ဘူးဘယ်နှမ်းမှမြင်မသိဒါခုပေါ်လာတာဟုတ်အောက်ထဲမှာကြည်ရန်သေးတယ်ဒီမှာဒါဒါဝါးလေးတိုင်နေမထားတိုင်ဒီဟုတ်တယ်တိုင် ောက်ဒီဘက်ပဲလေနေပါဘာနောက်ကိုနော်အရှင်ကြီးပဲရှင်ရနေမဟုတ်ဘူးဟိုဘက်ကြီးပဲဟိုဟိုဘက်ကြီးဟုတ်တယ်ဟိုဘက်ကြီးဟိုကနေရနေဒီဒုံလေးသွားကြည့်ဒီတောင်းလျှောက်တောင်းလျှောက်ဒီမှာပြော်ပြဒုံလေးကြည့်ဒီဘက်နေဟိုမှာရှည်ရလာဟိုရှည်တော့အော်ဟုတ်တယ်တော်တော်လေးမဟုတ်ဘူးဟိုထိတ်ကြီးပဲဟိုရှည်ရလာရှည်နာပြီအဲမနေ့တော့လာမသိဘူးကျွန်တော်တို့ဒီအင်းဝတ်မြို့ဟောင်းမှာရေနံတော်ဆိုပြီးတော့ပေါ်လာတယ်လို့အဲထွက်လာတဲ့ဗီဒီယိုဖိုင်ရှိတယ်ပေါ့နော် အဲ့တော့ကျွန်တော်လိုက်ပြီးတော့စုံစမ်းကြည့်တဲ့အခါမှာပေါ့နော်ရေနန်းတော်ဆိုတာကျွန်တော်လည်းမသိဘာလဲဘာလဲမသိဘူးပေါ့နော်အဲ့တော့ဟိုလိုက်ပြီးတော့အဲလိုက်ရှာပြီးတော့ကျွန်တော်လိုက်လေ့လာကြည့်တယ်ပေါ့နော်တိတဲ့တက်တဲ့တိတိတဲ့ရှေးလူကြီးကိုလည်းမေးကြည့်တော့ရေနန်းတော်ဆိုတာအဲ့သူကအရင်တော့ဟိုရှေးတော့ဒီမင်းနေမိဖုရားတွေပေါ့နော်မင်းနေမိဖုရားတွေနွေရာသီလိုမျိုးအဲ့လိုမျိုးစံမြန်းတဲ့အခါမျိုးတွေမှာနော်အဲ ဆံမြက်နဲ့အခါမျိုးတွေမှာကျွန်တော်တို့ဒီပူတဲ့အိုက်တဲ့ယာတီမျိုးတွေမှာသူတို့ကအဲ့ဒီမှာအဲ့ဒီလိုနန်းတော်မှာအဲဟိုစားနေထိုင်ကြတယ်ပေါ့ဗျာပြောရမယ်ဆံမြန်းကြတယ်ပေါ့နော်အဲ့လိုမျိုးနေကြတယ်တဲ့သူကဘယ်လိုမျိုးပုံစံမျိုးလဲဆိုတော့အောက်မှာရေပြင်နဲ့နီးစပ်တယ်ပေါ့နော်စောက်ထားတီသူတို့တီစောက်ထားတဲ့အဲ့ဒီနန်းတော်ကရေပြင်နဲ့နီးဟိုနီးစပ်တဲ့အတွက်ကြောင့်အပူတောင်ခံနိုင်တယ်ပေါ့ဒါကတော့သူတို့ပြောတာပေါ့နော်ဒီဟိုစားကျွန်တော် လိုက်ပြီးတော့လေ့လာရသလောက်ပေါ့နော်ပြောထားကြတဲ့လူတွေပေါ့နော်အဲ့လိုမျိုးပြောထားကြတယ်ကျွန်တော်လက်သေးချာတိကြတော့မသိဘူးအဲရွှေနန်းတော်ဘာလို့တော့သိတယ်နော်အဲ့တော့ဒီရေနန်းတော်ဆိုတာတော့မသိဘူးကျွန်တော်တို့ဒီ1838ခုနှစ်တုန်းကလေအဲ့ဒီအင်းဝမြို့ကတခါငလင်းလှုပ်တော့ကဒီလူမျိုးအကြီးအကျယ်ပဲပေါ့နော်ဒီလောက်တော့မပြင်းဘူးဒါပေမဲ့ငလင်းလှုပ်တော့ကလေအဲ့တုန်းကအဲ အမှမျှော်စင်ရလဲမျှော်မျှော်စင်လဲထိွားရသေးတယ်အဲ့ဒီတုံးကပေါ့နော်အတုံးကလည်းဒီမျှော်စင်ရနည်းနည်းမြောက်ဖက်ကိုလာမသိဘူးနည်းနည်းညိုင်သွားတာရှိတယ်ဒါမပြူတော့မပြူဘူးပေါ့နော်အခုဒီတစ်ခေါက်ငလင်တန်းမှာကျတော့ကျွန်တော်နမ်နမ်မတော်မေနုလေနမ်မတော်မေနုအုပ်ချောင်းကတော့တော်တော်ပျက်စီးသွားတာကိုတွေ့ရတယ်နော်အခုသူတို့ပြောသလိုမျိုးဒီပေါ့နော်အဲ့ဒီ ငလင်းလှုပ်ပြီးတော့ပေါ်ထွက်လာတဲ့ဒီရေနန်းတော်ဆိုတာသူတို့အခေါ်ဝေါ်လာဒီအင်းဝမြို့ကန်သူမြို့ကန်သားတွေရဲ့အခေါ်ဝေါ်လာပါလားဆိုတော့တော့သိချာမသိဘူးဒါပေမဲ့တကယ်ဟိုပေါ်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝမ်းသာစရာပါပဲပေါ့နော်ဝမ်းသာစရာပါပဲအဲတကယ်တမိုင်းသူတည်တည်ပညာရှင်တွေကသွားပြီးတော့တူးဖော်ပြီးတော့ဒါဘာဖြစ်တယ်ဆိုတာကိုအဲပြည်သူ ပြောပြလို့ရှင်တော့ပို့ပြီးတော့အများသိအောင်ပြောပြလို့ရှင်တော့ပို့ကောင်းတာပေါ့ဗျာเนาะဒါသူတို့ကကျတော့တကယ်တက်တည်နားလေတက်ကြွနေတဲ့သူတွေကိုเนาะဒီဟိုကိုကိုရီဒီမြန်မာနိုင်ငံကတည်းကမဟုတ်ပဲねတခြားနိုင်ငံကလူတွေပါပညာရှင်တွေပါလာပြီးတော့လုံးမဆိုရင်တော့ပို့ကောင်းပါတယ်လို့မြင်မိပါတယ်เนาะအဲတကယ်ဆိုလို့ရှင်လည်းကောင်းပါတယ်ဗျာเนาะဘယ်လိုပဲဖြစ်ဖြစ်ဟိုကောင်းပါဒါပေမဲ့ဒီငလင်ကြီးဖြစ်တာတော့မကြိုက်ဘူးပေါ့เนาะမကြိုက်ပါဘူးဒါပေမဲ့ဒီလိုမျိုး ပေါ်ထွက်ရှေးရောင်းအမွေနဲ့တခုပေါ်ထွက်လာတယ်ဆိုတော့ကောင်းပါတယ်ဗျာเนาะဒါကျွန်တော်တိတလောက်လေး sharing လာပြီးတော့ညဝေပေးတာပါဒါအခုတွေ့ရတဲ့ဟာကတော့ဒါ The King Water Place လို့ခေါ်တယ်ကျွန်တော်တို့မြန်မာလိုခေါ်တော့ရေနန်းတော်ပေါ့နော်သူ့ကိုကျွန်တော်တို့ဒီအခုဒီအင်းဝမှာပေါ့နော်အင်းဝမှာ တွေ့ခဲ့တယ်ကျွန်တော်တို့အောက်ကရေနန်းတော်ရေနန်းတော်လို့ပြောနေတဲ့ဟာမျိုးပေါ့နော်သူကတစ်သားနဲ့တိဆောက်ထားပြီးတော့ရေဇက်အနီးမှာတိဆောက်ထားတယ်လို့ သိရတယ်ဗျနော်အခုတွေ့ရတဲ့ပုံကတော့ University Central Library မှာကျွန်တော်တို့အဲဒီမှတ်တမ်းတင်ထားတဲ့ဓာတ်ပုံပေါ့နော်1855ခုနှစ်ကလို့ပြောပါတယ်နော်ဒါတော့ Google မှာသွားရှာကြည့်ရင်တော့တည်တယ်တကင်း water place လို့ရိုက်ထည့်လိုက်ရင်ထွက်လာရပြကျွန်တော်လည်းအခုရှာရင်းနဲ့ထွက်လာလို့ဒါမိတ်ဆွေတို့လာပြီးတော့အဲပြသပေးတာပေါ့နော်ပုံလေးနဲ့ ကဲအခုမြင်တွေ့နေရတာကတော့မန္တလေးတိုင်းပျော်ပွဲမြို့လမ်းမဟောင်းကြီးပေါ့နော်ရန်ကုန်မင်းလေးအမြန်လမ်းမဟောင်းကြီးရဲ့ငလင်လှုပ်ခတ်မှုရဲ့ခွဲရပါဘလောက်ပြင်းထန်လဲဆိုတော့သူ့ရဲ့အကျော်မိရဲ့ထမ်းပင်တော်မှာအဲ့ဒီမှာဟာလို့ချမ်းသာတာမြင်မြင်ဘူးသလားဗျာ ကြည့်ကြပါဦးကျုပ်ကတော့မကြောင်းမယုံရိုက်တာဟဲ့အဲ့လိုကြီးချမ်းသာတာနော်ဒါရီယာဘာတွေလဲဆိုတော့လူတွေရဲ့လောဘတွေဒေါသတွေမောဟတွေအတ္တမာနတွေငါဆိုတဲ့မန်ကြီးကြောင့်အခုလူတွေဖြစ်ကုန်တာသိလားဒါကြောင့်မြစ်တာသည်ပတ်စံပြီးပြီးမဝေရဘူးမြစ်တာလေးတွေထားပါ သမလေးပြောရင်ပြောရင်ကမြင်ယူသွားသလိုပဲလန့်သွားရဲ့မြစ်တာဒီဈေးမကြည့်ပါဘူးခွင်းလို့ရှင်ဒီဈေးမကြည့်ပါဘူးတီးခံရင်ဒီဈေးမကြည့်ပါဘူးအဲ့ဒါတွေကိုမဝေရဘဲနဲ့လူတွေမထားနိုင်အောင်မထားနိုင်တော့ခမရတို့ကျုပ်တို့တွေဒေါသကြီးတာထက်ခမရတို့ကျုပ်တို့တွေတက်ခေါက်တာတဝိုက်လေးပဲကြားရမယ်ကဘာကြီးလောကကြီးစိတ်ဆိုးပြီးလောကကြီးကတက်ခေါက်လိုက်လို့ရှင်တလောကလုံးတကဘာလုံးတုံ့ဟီးသွားနိုင်တယ်ဒါကြောင့် စာနာစိတ်လေးတွေမွေးမေတ္တာစိတ်လေးတွေဘွားအယောင်းဝင်သမားတွေလောဘတွေမကြီးနဲ့ထိုင်းနေတဲ့ဆိုဘီလက်မြစည်းတက်မယ်ထိုင်းနေတဲ့ဆိုစံစည်းတက်မယ်ထိုင်းနေတဲ့ဆိုကြုပ်စည်းတက်မယ်ထိုင်းနေတဲ့ဆိုရွှေစည်းတက်မယ်ဝိဒမလောဘတွေများနေတော့ဒါကဘာကြီးကတောက်ခေါ်ရတာကဘာကြီးရဲ့တောက်ခေါ်တန်ပြင်းထန်တယ်လောကဓာတ်ရဲ့တောက်ခေါ်တန်ပြင်းထန်တယ်နော်ဒါသတိပေးတာပဲရှိသေးတယ် လူကြီးရဲ့စိတ်ဓာတ်အောက်တန်းကြာလေလေဒီတဲ့ဆိုးတဲ့အားတွေနဲ့ကြုံတွေ့ရလေလေဖြစ်မှာပဲနော်ကကြီး၃ပါးပဲကြာဘူးတယ်အခုကကကြီး၃ပါးမကတော့ဖြစ်နေတာကကြီးအမျိုးမျိုးဖြစ်နေတာနော်ယောဂလိုင်းနေရောနိုင်ငံရေးလိုင်းနေရောမီလိုင်းရီလိုင်းအခုငလင်လိုင်းနော်တခိုးတခိုးလိုင်းနေရောအခုနောက်ပါလာမလဲဆိုရင်လေလိုင်းကြံနေတယ်နော်ကြောက်ရတယ်အဲလေလိုင်းကြံနေတယ်ခယူး ခယူထားရမယ်တည်ထားရမယ်နော်ဒါဖြစ်တာလေအခုလိုဖြစ်တာလေသူတော်ကောင်းတယောက်ယောက်ကိုဒါအမကျူးလွန်မိလို့ဖြစ်သွားရတယ်ပါတယ်ဒါသူတော်ကောင်းတယောက်ကိုတတ်ပြစ်ပြီဘယ်အတတ်တော့မသိဘူးပါအတွေ့တွေ့ရတာပေါ့နော် သူတော်ကောင်းကိုရုပ်မှပြစ်လို့အခုလိုတွေကဘာကြီးကတောက်ခေါက်လိုက်တာကဘာကြီးကတောက်ခေါက်တယ်ပြစ်ထန်လုံးနေဒါကြောင့်ကောင်းကောင်းရင်နေကြပါ ချစ်ချစ်ခင်ခင်နေကြပါစီစီလုံးလုံးနေကြပါမှန်မှန်ကန်ကန်နေကြပါဒီလောက်ပါပဲကျွန်တော်ပြောရတာတော့မပါရင်လည်း sorry ဟာပြီအမလေးနင်းနေနိုင်မို့ ထမ်းမင်းဆိုတာတော်တော်ခိုင်နေနော်ထမ်းမင်းဆိုတာတော်တော်ခိုင်နေထမ်းမင်းနော်တောင်းတောင်းကြီးလောရှိတယ်လောရှိတယ်ပြန်အောင်음ကျုံငင်းရတခင်းလုံးစောင်းလာတာမှာပါမကြီးပွက်တက်လာတခြားကြည်လိုက်ရှေ့အမေဒီနိုင်ကက်စီနိုင်အေးအေးချောရည်နော် ဟေးမလားနဲ့မလားတော့အနံ့တစ်ချက်ခံကြည့်တာအင်းအေးဘောက်ကတော့ဘောပုတ်စော်လို့လို့နက်ဟုတ်ပါပြီဒါကျွန်တော်တို့ဟုတ်ပြီကျုံငင်းတခင်းလုံးပဲဟုတ်ပြီမစားဒါရောက်ပြီကျွန်တော်တို့ရွာတားရောက်ပြီရွာတားရောက်ပြီကျွန်တော်ရွာတားအရှင်နေဦးပြမယ်အရှင်နေစိုးစားပါလေရွာတားကျွန်တော်အနိကဆက်ပြမယ်နော်လုံးဝ ိုးကြတာ sign board တွေလည်းကောင်းဆောက်ထိုးမိုးမြော့ဖြစ်ကုန်ပါလေဟုတ်တယ် brother ရေရေချောင်းကဘယ်လိုပြောလဲတိတိတတ်တာကြီးပြောင်းလဲသွားတာမဟုတ်ဘူးဒီဒါအရာလေးမြည်ကြီးပေါ့နော်တချို့နေရာဒေသတွေဆိုလို့ဒီမှာရေတွေကခန်းသွားပြီနော်ဒါအရင်ကဒါကလင်းလှုပ်ခင်ဒါရေတွေရှိတာပေါ့နော် ီအကွာရေရခန်းသွားပြီဒါပြီးလို့ရှိရင်ဒါဘာကြီးတွေလည်းမသိဘူးကျွင်းနေအရင်တော့ idea ထွက်ပြီအဲ့ထဲကိုပြန်ဝင်သွားတာလို့ထင်တာပဲပေါ့နော်ရေရဒါအရင်တော့ဆိုဒါဒီနေရာတွေကရေတွေပါအခုကဒါရေမရှိတော့ဘူးပေါ့နော်ရေမရှိတော့ဘူးလူတော်ဆင်းလို့ရတယ် တော့ဘယ်ရောက်လို့ရောက်သွားမှန်းမသိတော့ဘူး ရောက်လို့မြေကြီးပါเนาะဒါကျွန်တော်တို့စကိုင်းနဲ့မန္တလေးကြားပေါ့စကိုင်းနဲ့မန္တလေးကြားအရောက်လို့မြေကြီးပါငွေဗီဒီယိုလေးကိုစောင့်တိလည်းပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုဒီမှာဆိုလို့ရှိရင်တော့ကြည့်တဲ့မျိုးတွေလည်းဘ ഹു တ္တရာရက်စီမဲလို့မျှော်လင့်ပါတယ်မွေးဗီဒီယိုလေးကိုစောင့်တိလည်းပဲကြည့်ရှုပြီးတဲ့မျိုးတွေအားလုံးဘေးရန်တွေပေါ့ကိရှိမာစေလို့ဆုတောင်းလိုက်ပါတယ်ရှင်မို့ချစ်ခင်ပြီးတော့ဒီရှာလေး comment လေးတွေရေးပြီးတယ်တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်ရှင် နောက်ထပ်လဲမိုးဆက်လီတဲ့တင်နေဗဟုသုတရရဆရာတင်နေကိုနေ့စဉ်တိုင်းတင်ဆက်ပေးမှာမို့ဘွတ် channel လေးကိုလိုက်ဆက်ကွေးနေတာပို့တောင်းစပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား